ဟေးဝရရဲ့လက်ထပ်ပွဲမြင်ပါခင်သူသမီးလေးဆိုပြတဲ့ဇင်ကိုအမဖြစ်သူအကယ်ဒမီဆိုမြတ်သူစာဆန်းနေမြလွင်တဲ့အမှုပညာရှင်တငယ်ချင်းတွေက Brighter Shower ပွဲကိုအော်တိုဘာလ16ရက်နေ့ကပြုလုပ်ပြီးခဲ့ပါတယ်။အလားတူပဲတရုတ်ဆောင်မီပကြီးကိုလည်းအော်တိုဘာလ10ရက်နေ့ကခြေရတဲ့အမှုပညာရှင်မတွေက Brighter Shower ပွဲကိုလုပ်ပြီးခဲ့ပါတယ်။ bridal shower ဆိုတာကတော့ bride to be မိန်းကလေးဆောင်မဲ့သူတို့သမီးလောင်းကိုဂုဏ်ပြုပြီးလက်ဆောင်တွေပေးတဲ့ပါတီပွဲငယ်လေးတစ်ခုဖြစ်ပါတယ်။ဒီပွဲရဲ့အဓိကရည်ရွယ်ချက်ကတော့သူတို့သမီးနဲ့သူတို့သားတို့ရဲ့အိမ်တော်တဲ့အတွက်လိုအပ်မဲ့မိဖို့ကြောင့်သောပစ္စည်းများအိမ်သုံးဆောင်ပစ္စည်းများဒါမှမဟုတ်လက်ဖွဲ့ပစ္စည်းတွေကိုမိတ်ဆွေတငယ်ချင်းတွေဆွေမျိုးတွေကစုပေါင်းပေးအပ်ကြတဲ့ပွဲဖြစ်ပါတယ်။သူတို့သမီးရဲ့မိန်းကလေးပွဲမတိုင်မီနောက်ဆုံးတကူတော့ဘဝကိုပျော်ရွှင်စွာဂုဏ်ပြုပေးခြင်းလည်းဖြစ်ပါတယ်။ မိသားစုဝင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းအမျိုးသမီးတွေကအထူးကစုဝေးပြီးစကားပြောကြတယ်ဂိမ်းကစားကြတယ်အစားအသောက်စားခြင်းတို့လည်းဂုဏ်ပြုကြပါတယ် ။များသောအားဖြင့်သူတို့သမီးရဲ့အနီးကပ်ဆုံးအမျိုးသမီးမိတ်ဆွေတွေနဲ့ဆွေမျိုးတွေကသာတက်ရောက်လေရှိပေမဲ့ဒီဘက်ကမှာတော့ယောက်ျားလေးယောက်မင်းကလေးတွေပါ ရောနှောတက်ရောက်တဲ့ပွဲတွေလည်းခေစားလာပါတယ်။အများအားဖြင့်တော့မင်္ဂလာဆောင်ဖို့ရက်သက်သက်ပတ်အနေငယ်ဒါပါမဟုတ်လအနေငယ်လိုမှကျင်းပလေးရှိကြပါတယ်ဒီပွဲဟာသူတို့သမီးကိုစိတ်လှုပ်ရှားမှုတွေလျှော့ချပြီးချစ်ရတဲ့သူတွေရဲ့အားပေးမှုကိုခံစားကိုရစေတဲ့အနောက်တိုင်းယဉ်ကျေးမှုကနေဆင်သက်လာတဲ့ပွဲတစ်ပြည့်ဖြစ်ပါတယ်